နေ့စဉ်သုံးနေတဲ့မြန်မာစာလုံးတွေလေအဲ့ဒါဒီဘယ်ကနေဘလို့စခဲ့လဲဆိုတာတွေးဘူးကြပါသလားတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းခီတစ်ခုပါပဲအတူတူလိုက်ကြည့်ကြရအောင်တကယ်တော့လေဒီစာလုံးလေးတွေကအရှိကြီးခီးနဲ့လာခဲ့ရတာပါအဲ့ဒီခီးကဘလောက်တောင် စိတ်လှုပ်ရှားစရာကောင်းလဲဆိုတာအခုပဲအတူတူကြည့်လိုက်ကြရအောင်ဒီဇလန်ကမြန်မာပြည်မှာစတာမဟုတ်ဘူးနော်ဟိုနန်ချောင်းပေါင်းများစွာကရှေးဟောင်းအိန္ဒိယမှာစောက်ပြီးခဲ့တာပါ ရမီအခေယာဆိုတာကလည်းအရှိတောင်အာရှကစာရေးအေးသာတတော်များများရဲ့ဖိုးဘေးကြီးဒါမှမဟုတ်ဖွဖွားကြီးလူတောင်ပြောလို့ရလဲမြမစာရေးအရေးမီအစင်မှန်ကအဲ့ဒီနေလာတာပါကဲဒီလိုပုံဖော်ကြည့်လိုက်ပါဟိုးရင်ခက်ကကုံတဲရီဘာသာရေးဆရာတော်တွေကကုံစီတွေနဲ့သူဒီအဖိုးဒါနဲ့အခေယာတွေကိုပါထဲဆောင်လာခဲ့ကြတာသူတို့ခြိချက်ရနေတာတားမှစပီပညာကပြတ်နန့်ဖွားခဲ့တယ်ပေါ့အဲ့ဒီအခရာတွေမြမမီဒီဘောကိုရောက်လာတဲ့အခါမှာတော့စိတ်ဝင်စားစရာအပြောင်းလဲတွေစဖြစ်လာပါတော့တယ် ပမာဆုံးခြေလန်းကဘလို့ဖြစ်မလဲကြည့်ကြရအောင်ဒီဖော်ပြချက်ကိုကြည့်လိုက်တာနဲ့တင်ဖြူခရရဲ့ပုံစံကိုမြင်ရောက်ပြီးမှာပါလုံလုံဝိုင်းဝိုင်းလေးဒီအဲ့ဒီလုံဝိုင်းတဲ့ပုံစံကပဲဒီနေ့ခေတ်မြန်မာစာလုံးတွေရဲ့အမတ်သားတစ်ခုလိုဖြစ်နေတော့မယ်လေဒီကြောက်စာတွေကတကယ်ကိုအချင်းကာလကိုကြော်ဖြတ်ပြီးပို့လိုက်တဲ့တည်င်းစကားတွေလိုပါပဲဒါတွေကမြန်မာစာရေးအစ်တရဲ့ခိုင်မာတဲ့အုတ်မြေကိုတစ်တေပြနေတယ်ဒီမြေပေါ်မှာစပေးထုံးကားခေတာ2000ချီနေပြီဆိုတာကိုပြနေတာပေါ့ ဆိုတော့အရေးကြီးတာကဒီအိုက်ခရာတွေကသူ့ဘာသာသူယဉ်နေကြတာမဟုတ်ဘူးယဉ်ကျေးမှုတွေအပြန်အလန်ဖက်လှယ်ရင်းနဲ့ပုံစံပြောင်းလာခဲ့ပြီးတမိုင်းရဲ့အရေးပါတဲ့အချိုးအခွေ့တစ်ခုစီကို ရောက်လာခဲ့တယ်ပြူဝခရာကအခြေခံအုံမြင့်ပေါ်အဲ့ဒီပေါ်မှာမွန်ယဉ်ကျေးမှုနဲ့ထိတွေ့ဆက်ဆံရာကနေပိုပြီးစနစ်ကျတယ်ပိုပြီးတဲထလာပါတဲ့စာရင်းနှီးစနစ်တွေပေါ်ထွက်လာခဲ့တယ်ဒါကမြန်မာစာကိုစံတစ်ခုအဖြစ်သတ်မှတ်ဖို့အတွက်အရန်ကို အရေးပါတဲ့ခြေလှမ်းတစ်ခုခေတ်ခဲ့ပါတယ် ပကန်ခစ်ကိုတော့မြန်မာအခရတွေရေရွှေခစ်လို့ပြောရမှာပဲဒီအချိန်မှာပဲအခုမြင်တွေ့နေရတဲ့ဆာလုံးပုံစံတွေတီတီငင်းငင်းဖြစ်လာခဲ့ပြီးပကန် Empire တခုလုံးမှာတရားဝင်အခရခစ်ခိုင်ခိုင်မာမာအမြင့်တွေ့တော့ခဲ့တာပါမဲစီဒီကြောက်စာကတော့တမိုင်းရဲ့ရှုပ်ဝက်ချက်တွေကိုဖွင့်ပြတဲ့တော်တချောင်းလို့ပါပဲမော်လက်ဆိုလာသူကရှေးမြေမှာအချက်ရာရဲ့ပုံစံနဲ့ခုနှစ်သက်ကရာစီကိုတီတီကြကြသက်သေပြနေလို့ပဲဒီအချက်ရာရဲ့ခေးစင်မှာတကယ်ကိုခိုင်မာတဲ့အမှတ်တမ်းကြီးတခုစိုက်ထူပေးလိုက်တာပါ ပုဂမအခရမအမြင့်တွေ့ပြီးတဲ့နောက်မှာလဲမြန်မာအခရအားရတ်တက်မနေခဲ့ပါဘူးခစ်အဆက်ဆက်မှာဆက်ပြီးတော့တိုးတက်ပြောင်းလဲလာခဲ့ပါတယ်ကဲဒီအစစ်တွေကိုပြန်ကြည့်လိုက်ရင်မြန်မာအခရရဲ့မျိုးရိုးစင်ဆက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်အိန္ဒိယကဗျမီနစ်စတာပြူရိုစီမှာပိုးစံတမျိုးဖြစ်လာတယ်မွန်လို့ရဲ့လွမ်းမမှုနဲ့ပိုကောင်းမွန်လာပြီးပကာမှာတော့စာန်ဖြစ်တတ်မှတ်ခံခဲ့ရတာပေါ့ မြမအခရာကိုတက်ရှိတခုလိုပဲစဉ်းစားကြည့်လို့ရတယ်။အာအင်းဝါကုန်းပေါင်းနော်ပီကိုလိုနီခေတ်တီမှာပုံနှိပ်ဆက်တွေပေါ်လာတာတို့အုတ်ချိုရေးဆိုင်ရာလိုအပ်ချက်တွေရှိလာတာတို့ကြောင့်လိုအပ်တူလိုအသွင်ပြောင်းပြီးအစိပ်ပိုင်းအသစ်တွေဥပမာကိန်းကနန်းတွေပုတ်ဖြတ်ပုတ်ရက်တွေကိုထက်တိုးထဲတွင်းလာခဲ့ကြတယ်။ကဲဒီလောက်ရှည်ရတဲ့တမိုင်းခီကြီးကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ဒီနေ့ခေတ်မြမအခရာဘယ်လိုအခြေအနေရှိနေပြီလဲကြည့်လိုက်ကြရအောင်။ အခုဆိုရင်ကျွန်တော်တို့စီမှာဆွဲဆုံတုံးလို့ရရဲ့ဖြည့်စုံတဲ့အရေးသားစနစ်တစ်ခု ရှိနေပါပြီ။ဒီအခရာတွေကစာရက်ပေါ်မှာပဲရှိနေတာမဟုတ်တော့ဘူး။နေ့စဉ်သုံးနေတဲ့ဖုန်းတွေ၊ကွန်ပျူတာတွေထဲမှာပါအပြည့်အဝရှင်းတန်းနေပြီ။ယူနီကိုစနစ်ကြောင့် digital ကဘာနာချောချောမွေ့မွေ့ချိဆက်နိုင်ခဲ့တာပေါ့။အခုလို digital ခကြီးထဲမှာဒီလောက်တမိုင်းကျောင်းရှည်လာတဲ့အခရာတွေတဲ့အနာဂတ်ခရီးကဘယ်လိုပုံစံဖြစ်လာနိုင်မလဲ။ ါကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့မိခွန်းတစ်ခုပါပဲဒီအဖိုးတန်တဲ့အမွေအနစ်ကို ထိမ့်သိမ့်ပြီးခင်းနဲ့အင်ကြီးဖုံမျိုးတိုးတက်အောင်လုပ်ဖို့ကတော့အားလုံးမှာတာဝန်ရှိပါတယ်မြန်မာဈေးဆိုင် online shop